လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်တို့နေထိုင်ရာကဘာဒီဟာဒီနှစ်ခေတ်နဲ့လုံးဝကိုခြားနားနေတဲ့နေရာတစ်ခုဖြစ်ပါပြီ။တမုတ်တရားကြီးတွေကလည်းဒီနှစ်ခေတ်တက်ကိုအစာပေါင်းများစွာကြောင်းမဖွယ်ရကောင်းတဲ့တရဝါကြီးတွေရဲ့အိမ်ဖြစ်ခဲ့ပါပြီ။အဲ့ဒီတရဝါတွေထဲမှာအထင်ရှားဆုံးနဲ့လူတိုင်းကြောက်ခဲ့တဲ့အကောင်ကတော့မဂါထရွန်လို့ခေါ်တဲ့အီယာမငမန်ကြီးပဲဖြစ်ပါပြီ။မဂါထရွန်ကတော့တမုတ်တရားရဲ့ဧကရိပ္ပယင်တစ်ပါးဖြစ်ပါပြီ။ ခေတ္တရဲ့အခြေဆောင်တာရဲတကောင်ဖြစ်တဲ့ဝေလာ၅ဖြူကြီးကတော့မှမကာချုံရဲ့အရေးအောက်မှာဆိုရင်တင်းခဲ့တဲ့ရင်းနေတရဝါလေးတကောင်ဖြစ်သွားမှာကတော့သိကြပါပြီ။ဒီမကာချုံကြီးတွေကခံမှန်းကြီးအပြင်ကတော့အရှိ60ကနေ80ပေထိကိုရှိပြီးတော့အလေးချိန်နေနေကတော့တန်60ကျော်ထိကိုလေ့လံပါပြီ။ဒါပေမဲ့မကာချုံရဲ့အထင်ရှားဆုံးလက္ခဏာကတော့သူ့ရဲ့အီယာမသွားရည်ကြီးပဲဖြစ်ပါပြီ။ပြင်းပြအပြင်ကတော့၅လမ်းမကနေ9လမ်းမထိကိုရှည်လျားတဲ့ဒီသွားကြီးတွေက ခေတ္တဝေလံငါဖြူကြီးတွေရဲ့သွားရီထက်ကိုသုံးစားပုံမူကြည့်ပါဦး။သူရဲ့သွားတစ်ချောင်းကတော့မှအရွယ်ရောက်ပြီးသားလူကြီးတယောက်ရဲ့လက်ဖွားတစ်ဖွားစာရှိပါဦး။မဂါထရွန်ကတော့ခေတ္တဝေလံငါဖြူကြီးနဲ့ဆွေမျိုးနီးစပ်တော်တယ်လို့လည်းယုံကြည်ကြပါဦး။ဒါပေမဲ့လို့မကထုံကတော့ဝေလာငါဖြူကြီးထက်ကိုများစွာကြီးမာပြီးတော့ပို့ပြီးတော့ကြောက်စရာကောင်းတဲ့တာရဲဖြစ်ပါတယ်။သူတို့ရဲ့ကာယကတော့ခံမင်းကြီးအပြင်ကတော့2400ကနေကို4000ပေါင်အထိကိုရှိတယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီကာယကတော့တင်ကားတစ်စီးကိုတော့မှအတာလေးကိုဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ခေတ်သိဝေလာငါဖြူကြီးရဲ့ကာယကတော့ပေါင်4000ခန့်သာရှိပါတယ်။ တမောတီးယားဧကရင်မက်ကာချွန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်းနဲ့ဆယ်ကတည်းကကိုကမ္ဘာတမောတီးယားတွေထဲမှာလှည့်လည်ကျဆားခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်တရမ6တန်းကမျိုးတုံးသွားခဲ့တာလည်းဖြစ်ပါ යි သူတို့တွေကတော့မျိုးတုံးသွားခဲ့ရတဲ့အကြောင်းရင်းကတော့ယနေ့တိုင်ကိုလှုပ်ဝဲချမ်းကျဲစွာဖြစ်ပေါ်နေစေဖြစ်ပါ යි တိပ္ပံပညာရှင်တွေကတော့ရာသီဥတုတွေပြောင်းလဲမှုနဲ့ပင်လယ်ရေမျက်နှာပြင်အေးခဲလာခြင်းနဲ့ မဂါထရွန်တွေရဲ့အဓိကအစားအစာအရင်းမြစ်တွေကရောပါသွားခြင်းကြောင့်အဓိကအကြောင်းရင်းဖြစ်မယ်ဆိုပြီးတော့ယူဆကြပါသည်။တကယ်ကြောင်းရင်းတွေကိုတော့ဘယ်သူမှသိကြမသိပါဘူး။သူတို့ထပ်ပို့ပြီးတော့ကြီးမာတဲ့သရဝကြီးတွေကများစားပစ်လိုက်တာလားဆိုတာကလည်းတွေးစရာပဲဖြစ်ပါသည်။စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့မဂါထရွန်တွေကသူတို့ရဲ့သားငယ်များကိုပြုစုပြိုးထောင်ဖို့ရေတိမ်ပိုင်းဒေသတွေကိုရွေးချယ်ခဲ့ကြတာလည်းဖြစ်ပါသည်။ရင်းနယ်ပိုင်းမှာဆိုရင်တော့တားပေါက်လေးတွေအန်ရယ်ပြုခံရမှာဆိုလို့ယူဆရပါသည်။ အရာပြင်ကုန်မမကချုံတွေကပင်လယ်ကြီးရဲ့အနက်ဆိုင်ဆုံးနေရာတွေမှာအသက်ရှင်ကျန်ရစ်နေသေးတယ်ဆိုရယ်ကောလာဟာလာတွေရှိနေပေမဲ့လို့တိတ်ပင်ပညာရှင်တွေအများစုကတော့ဒီကိစ္စကတော့အလွန်ကိုမှဖြစ်နိုင်ခြေနေပါတယ်ဆိုပြီးတော့တုံ့တက်ခဲ့ကြပါတယ် မဂါထိုနီရဲ့ကြီးမားတဲ့အရွယ်စားနဲ့အစားအစာလိုအပ်ချက်တွေကြောင့်ခေတ္တသမုတ်တရားတွေထဲမှာဘယ်သူမှမသိဘဲနဲ့လှုပ်ဝက်စွာရှင်သန်ဖို့ဆိုတာကတော့ဖြစ်တော့မဖြစ်နိုင်ပါဘူး။သူတေသနာပညာရှင်တွေလေ့လာရင်းတဲ့ကိုတွေ့ရှိခဲ့တဲ့နောက်ဆုံးကြောက်ဖြစ်ရုံချင်းတွေကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း2.6တန်ခန့်ကဖြစ်တာမလို့မဂါထိုနီဟာဆိုရင်တော့ကဘာမျိုးပေါ်မှာအပီးတိုင်ကိုကွဲပြောက်သွားခဲ့ပြီလို့တော့မှယူဆလို့ရပါတယ်။ဒါပေမဲ့လို့မဂါထိုရဲ့ဝိညာဉ်ကတော့ရှိနေသေးပဲဖြစ်ပါတယ်။သူတို့ရဲ့အရာမအရွယ်စားအကောင့်နဲ့စွန်အားနဲ့လှုပ်ဝက်စမ်းကြဲတဲ့ပျောက်ဆုံးသွားမှုတွေကလူသားရဲ့စိတ်ကူးစိတ်ပန်းကိုဆွဲဆောင်နေသေးပဲဖြစ်ပါတယ်။ လူသားရေးရင်ထဲမှာတော့မကချုံကကြောင်းမဖွေရကောင်းတဲ့တမုတ်တရားတားရဲဖြစ်ကိုထာဝရကိုအသက်ရှင်နေမှာလည်းဖြစ်ပါ යි ။ကဲပရိတ်တကြီးဒါကတော့လိုခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကတရှိခဲ့တဲ့မကချုံလို့ခေါ်တဲ့ကဘာကြီးဆုံးဝေလာငါးကြီးအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါ යි ။အဆုံးတိကျရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။